အားလုံးပဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူများစိတ်ချုပ်ထွေးစေခဲ့တဲ့မိကုံတစ်ခုဖြစ်တယ်။ဒါကြောင့်ဂျူးလူမျိုးတွေဟာယေရှုတာမမဟုတ်ယေရှုရာကိုမေရှိယအဖြစ်လက်မခံကြတာလဲဆိုတာကိုသိနေသွားမှာဖြစ်ပါတယ်။ Coffee လေးတစ်ခွက်သင်ကျန်းစာအုပ်ဒါမမဟုတ်နားထောင်ဖို့နေရာလေးပဲပြည့်ပြင်ဆင်ထားပေးပါဦး။ဘာလို့လဲဆိုတော့ယာစုနှစ်ပေါင်းများစွာကကြောင်ကြည်ခြင်း Prophet ပြုချက်နဲ့နည်းနည်းနည်းလေးလာတော့မှာမလို့ပါပဲ။အကယ်၍သင်ဟာဒီနေရာမှာအသစ်ဆိုရင်တော့ Subscribe လုပ်ကိုနေပြီး ီးထွားလာနေတယ်။အမှန်တရားကိုရှာဖွေသူမိသားစုမှာပါဝင်ဖို့မမေ့ပါနဲ့။အကြီးမားဆုံးတော့အကြောင်းရင်းတွေကတစ်ခုနဲ့စာလိုက်ကြရအောင်ပါ။အဲ့ဒါကတော့မေရှိယားနဲ့ပတ်သက်တဲ့ဂျူးလူမျိုးတွေရဲ့မျှော်လင့်ချက်တွေဟာခရစ်ယာန်တွေယေရှုပြည့်စုံတယ်လို့ယုံကြည်တာနဲ့ပေါ်ပြချာနာနေတာကြောင်းပါပဲ။ဒါဆိုရင်ဗီဒီယိုလေးကိုစာလိုက်ကြရအောင်ပါ။ကျူးလူမျိုးတွေရဲ့ရိုးရိုးသွန်သင်ချက်တွေအရ မေရှိယားဘုရားသခင်မဟုတ်ဘဲလူသားမိဘများကနေမူပါလာတဲ့လူသားကောင်းဆောင်တော်ကိုဖြစ်ဖို့မျှော်လင့်ထားပါတယ်။သူဟာကဘာကြီးကိုငြိမ်းချမ်းရေးယူဆောင်လာမယ်။ဂျေရုရှလင်မှာတတရဗိမာန်တော်ကိုပြန်လည်တည်ဆောက်မယ်။ပြီးတော့ဂျူးလူမျိုးအလုံးကိုအစ္စရေးနိုင်ငံစီပြန်လည်စုစည်းပေးမယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ယေရှုခေတ်ကတုန်းကရောအခုချိန်ဒီပါဂျူးလူမျိုးတွေရဲ့မြင်မှာဒီပရောဖက်ပြုချက်တွေဟာမပြည့်စုံသေးပဲရှိနေတော့မှာပဲ။ဒီပြကျမ်းစာတွေထဲမှာမေရှိယအုပ်ဆိုးတဲ့ကဘာကြီးငြိမ်းချမ်းရေးခေတ်ကလာကြောင်းဖော်ပြထားပါတယ်။ အရှာရကြမ်းကြမ်းမှာလူမျိုးတစ်မျိုးကတခြားလူမျိုးတစ်မျိုးကိုဓာတ်လန်နဲ့တိုက်ခိုက်တော့မှာမဟုတ်ဘူးစစ်ပွဲကိုလည်းနောက်ထပ်လေးလာတော့မှာမဟုတ်ဘူးလို့ပြောတာပါတယ်။ဒါပေမဲ့လည်းယေရှုကိုလောကကတိုင်မှာတန်ရိုက်ပြီးတဲ့နောက်စစ်ပွဲတွေဆက်ဖြစ်နေခဲ့ရပါတယ်။80ပုံတက်ဂရစ်မှာအိမ်မန်တော်ပျက်စီးခဲ့ပြီးဂျူးလူမျိုးတွေရာစုနှစ်ပေါင်းများစွာတိုင်ပြောင်းကျဲခဲ့ရပါတယ်။ဒါကြောင့်ဂျူးလူမျိုးတို့ရဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်ကဘာကြီးဟာမေရှိယခက်တဲ့ကိုမရောက်သေးပါဘူး။ဒါကြောင့်ယေရှုဟာမေရှိယမဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။ ်ဒူဝါဒါရဲ့အဓိကအခြေခံယုံကြည်ချက်တစ်ခုကတော့ချီမားမှာတွေ့ရပါတယ်။အိုဣတရီလာနားထောင်လို့ထာဝရဘုရားသခင်ဒီတဆူတဲသောဘုရားဖြစ်တော်မူကြီးလို့တရားဟောရာကျမ်းမှာဖော်ပြထားပါတယ်။အခင်သားတော်နဲ့တန်ရှင်နဲ့ဝိညာဉ်တော်နဲ့ပြည့်နေယူစာဒီတင်ကြတဲ့တဆူတဲသောဘုရားသခင်ကိုယုံကြည်မှုနဲ့မကန့်ညိဘူးလို့ယူဆကြပါတယ်။ယူလူမျိုးတွေကဘုရားသခင်ဟာပကြလို့မရဘူးလို့ယုံကြည်ကြပါတယ်။ယေရှုမှာမြင်ရတဲ့ဘုရားသခင်က လူပြစ်လာတယ်ဆိုတဲ့ဘုရားသခင်ဖြစ်တဲ့မေရှိယယူစာသူတို့ရဲ့ ဟိုယူဝါဒကိုစိန်ခေါ်နေပါတယ်။ယေရှုအသက်ရှင်စဉ်ကာလမှာလူ့ဘာသာရေးခေါင်းဆောင်အများပြားဟာသူ့ရဲ့တုန်သင်ချက်တွေကိုလက်မခံခဲ့ကြပါဘူး။တချို့ကသူ့ကိုပုံကန်တဲ့ရပိဆရာတို့ပရောဖက်အတူရောင်တို့အဖြစ်တောင်ရှုမြင်ခဲ့ကြပါတယ်။သူ့ရဲ့တရင်စကားနဲ့အံ့ဖွယ်မှုတွေဟာအာယုံဆိုင်မှုရခဲ့တာမှန်ပေမဲ့ကြာမြင့်စွာစောင့်မျှော်ခဲ့ရတဲ့မေရှိယအဖြစ်ကြော်ညာဖို့အတွက်လိုအပ်တဲ့အတိမတ်ပြုမှုကိုမရခဲ့ရပါဘူး။ညာစွာသောသူတွေအတွက်ယောမလက်ထက်မှာ သူတက်ခံရတာသူတို့မျောလင်းနေတယ်ကတင်ရှင်မဟုတ်ဘူးဆိုတာကိုဒီပြူလိုက်တယ်လို့ပါပဲအဲ့ဒီစားသူဟာတခြားတော့မေရှိယဖြစ်လို့သူများစွာနေသူတိတ်ဆုံးခဲ့ရပါတယ်နောက်ထပ်ကွဲပြားခြားနာတဲ့ချက်တစ်ခုကတော့ဖိယံဘာသာတော်ရာတရားမှာခွဲထွက်သွားခြင်းပဲဖြစ်ပါတယ်ယေရှုကသူဟာပညာတရားကိုပြည့်စုံစေဖို့လာရောက်ခဲ့တာပါလို့ပြောခဲ့ပါတယ်ဒါပေမဲ့ပေါ်လူရဲ့တုံ့ပြန်ချက်တွေကနောက်ပိုင်းမှာကိုရှာဥပဒေအရေးပြဖြတ်ခြင်းနဲ့ဥပုံနိုင်တဲ့သူလူမျိုးတွေရဲ့ဘဝမှာအဓိကကြတဲ့ဂျင်တုံးတွေကိုဆွန့်လွှတ်စေခဲ့ရပါတယ် လူလူမျိုးတွေအတွက်နေရှိရာဟာတော်ရတရားကိုပုံမခိုင်ပါစေတဲ့ဗါတဲ့ချော့ပေါ်ပေးတာမျိုးမလုပ်တင်ပဲစောပိုင်းချက်ကလူတလေးတွေကနေဝေရကိုရွေသွားတာဟာလူလူမျိုးတွေအတွက်ယေရှုကိုသူတို့ရဲ့မေရှိယပြစ်လက်ခံဖို့ပုံပြီးခက်ခဲစေခဲ့ပါလေပြရန်ဒီကမကြာခဏဆိုသလိုဣရှာယ53တာမမဟုတ်စာလန်22ကဲ့သို့သောဂျမ်ပိုက်တွေကိုယေရှုရဲ့မေရှိယအခန်းကဏ္ဍရဲ့တသိဖြစ်ကိုကားလေးရှိပါလေဒါပေမဲ့ဂျူပါတာမှာတော့ဒီဂျမ်ပိုက်တွေကိုမေရှိယဆိုင်ရာ တော့ဖတ်ပြချက်တွေဖြစ်မရှုမြင်ကြပါဘူး။ဥပမာအပြင်ရရှာရ53ကိုဂျူးလူမျိုးအများစုကတူးတဲ့သောလူကိုယူညွန်တာမဟုတ်ပဲစင်ရဲဒုက္ခခံရတယ်။အစီကံဣတရေကလူမျိုးကိုယူညွန်တယ်လို့အိဗယ်ဖွင့်ဆိုကြပါလေ။ဒါကြောင့်ခရိယန်တွေကဒီကျမ်းပိုက်တွေကိုယေရှုနဲ့ဆက်ဆက်လိုက်တဲ့အခါဂျူးလူမျိုးတွေကမူရင်းအကြောင်းအရာကိုနားလည်မှုလဲမှချင်းဒါမှမဟုတ်ရွယ်ချက်မှန်ကန်မှုမရှိပဲယူလိုက်တာလို့ညင်းဆိုကြပါလေ။ဂျူးလူမျိုးတွေအတွက်မေရှိယဟာမရောက်ရှိသေးပါဘူး။သူတို့ဟာငြိမ်းချမ်းရေးစီလုံးညီညွတ်မှုနဲ့ ဘုရားသခင်ရဲ့ပြန်လည်တည်ထောင်ခြင်းကာလကိုစိတ်ရှိလက်ရှိနဲ့သစ္စာရှိရှိဆောင်ဆိုင်နေတော့ပါပဲအဲ့ဒီချိန်ရောက်ရင်ကဘာကြီးဟာဘုရားသခင်ကိုတဆူတည်းပြည့်တည်ရှိပြီးလူတော်ကကိုယ်ွက်ကြပါလိမ့်မယ်ယခုအချိန်မှာယေရှုကိုလက်ခံလိုက်တာဟာသူတို့ရဲ့အမြင်မှာရာဇဝင်ပေါင်းများစွာကပြောရတယ်လေကျမ်းစာနဲ့ကိုယ်ပိုင်လက္ခဏာတွေကိုဆွန့်လွှတ်လိုက်တာနဲ့တူနေပါလိမ့်မယ်ယနေ့ခေတ်ဂျူးလူမျိုးတချို့ကယေရှုကိုယုံကြည်လက်ခံကြတာတော့ရှိလာခဲ့ပါတယ်သူတို့ကသူတို့မေရှိယနဲ့ဂျူးလို့ခေါ်ကြပါတယ်ဒါပေမဲ့ပင်မဂျူးပါတာကတော့ ယေရှုကိုမေရှိယအဖြစ်လက်မခံပါဘူး။ဒီနေ့တိုင်းဂျူနီယာခရစ်ယာန်တို့ကြားသွေးနှင်းမှုတွေကတော့ဆက်လက်ရှိနေပါတယ်။ဒေသမှုညင်းပွားမှုနဲ့ဘုံတံမိုးတွေတောင်ရှိနေပါတယ်။ကျွန်တော်တို့သဘောမတူရင်တော့အချင်းချင်းနားလဲပေးတာမှန်တကယ်လက်ပတ်တဲ့အရာဖြစ်နိုင်ပါတယ်။သင်ဟာယေရှုကိုယုံကြည်သူပဲဖြစ်ဖြစ်တော်ရတရားကိုလိုက်နာသူပဲဖြစ်ဖြစ်ဒါမှမဟုတ်အမှန်တရားကိုရှာဖွေသူတသက်ပဲဖြစ်ဖြစ်ဒီနေ့ကျွန်တော်တို့ပါဝင်ပေးလို့ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကသင်အတွက်မျက်စိပွင့်စေတယ်ဆိုရင် like လို့ကိုနေပြီး subscribe လို့သွားပေးဖို့ပြောကြားလိုပါတယ် တင်ရထင်မြင်ချက်တွေကိုလည်းကိုမမမန်းခဲ့ပေးနိုင်ပါတယ်ဒီလိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်